ဆော်ဒီမှာအမေရိကန်ဆွေးနွေးတဲ့အခါယူကရိန်းလုံခြုံရေးအမကန်ကျဲရဖို့အထူးကရည်မှန်းချက်ဖြစ်ကြောင်းစီလမ်စကီပြောဆော်ဒီအာရေဗျမှာအမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံတဲ့အခါမိမိတို့ရည်တည်ချက်ကိုအပြုသဘောဆောင်တဲ့အနေအထားအဖြစ်အပြည့်အဝပြသသွားမှာဖြစ်ကြောင်းယူကရိန်းသမ္မတဗိုလိုဒီမာစီလမ်စကီကပြောပါတယ်သူဟာဒီရက်ပိုင်းဆော်ဒီအာရေဗျနိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ် ရုရှားကျူးကျော်စစ်အဆုံးသတ်ရေးအတွက်အခုဆက်ဆက်ညီနိုင်မှာလက်တွေ့ကြရတဲ့ရလဒ်တွေပေါ်ထွက်လာဖို့မျှော်လင့်ကြောင်းဆီလမ်စကီးကဆက်ပြောပါတယ်။လက်တွေ့ကြရတဲ့ရလဒ်တွေကိုကျွန်တော်တို့မျှော်လင့်ပါတယ်။ဒီဆွေးနွေးပွဲတွေမှာယူကရိန်းရဲ့ရည်ရည်ချက်ဟာအပြည့်သဘောဆောင်တဲ့အနေထားအပြည့်ဝတွေ့ရပါလိမ့်မယ်လို့သူက လူမှုကွန်ရက်အိတ်ပေါ်ကိုရေးသားလွှင့်တင်ခဲ့ပါတယ်။ဆော်တီအရှိဆန်မင်းသားမိုဟာမက်ပင်ဆယ်မန်နဲ့အကျိုးဆွေးနွေးနှိမ့်တော်ဖို့ဆော်တီအော်ရီးဗျာနိုင်ငံတို့ရောက်ရှိခဲ့တဲ့ဆီလမ်စကီကော အခုဆွေးနွေးပွဲကနေယူကရိန်းရဲ့လုံခြုံရေးအာမခံချက်ရဖို့အထူးကအီးမန်ထားကြောင်းထပ်လောင်းပြောခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။